အကယ်ဒမီရထားတဲ့နေဝင်းကသရုပ်ဆောင်စစ်စစ်တရားမဟုတ်သေးဘူးဆိုတော့အမင်းသမီးကြီးတူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေအခုနောက်ပိုင်းမှာအနုပညာလောကယင်းဤသူတွေအချင်းချင်းထောက်ပံ့ပြီးတော့ဇွတ်ချီးကျူးနေကြတဲ့ပတ်ဝန်းကျင်တစ်ခုအဖြစ်ပြောင်းလဲနေခဲ့တာကြပါပြီနောက်ခံအင်အားတောင့်တင်းတဲ့တသက်ဆမင်းသားမင်းသမီးတွေကတနည်းအတွင်းမှာထိတ်တန်းမင်းသမီးတွေနဲ့ရှင်ပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေထည့်လဲရိုက်နိုင်တယ်လို့ကန် ်ကောင်းရင်တစ်နှစ်အတွင်းမှာအကယ်ဒမီစုပါအရယူပြနေကြတာပါဒီလိုတက်တဆအနုပညာရှင်တွေထဲမှာနေဝင်ကလည်းတယောက်အပါဝင်ဖြစ်ပါတယ်ပထမဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီစုကြီးကိုရရှိခဲ့တဲ့နေဝင်ကအနုပညာလောကလူအများကဖူးဖူးမှုတ်ပြီးတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ချီးကျူးနေတဲ့သူတွေကွဲထွက်ပြီးတော့မင်းသမီးဟောင်းတယောက်ဖြစ်တဲ့ မျိုးသနာထုံကတော့အမြင်ရောအမြင်အတိုင်းပဲသာထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။မျိုးသနာထုံရဲ့နေဝင်တော့ဟာရုပ်ရှင်စကားကြီးတကားထဲမှာအတူတူတွဲဖက်ပြီးတော့တရုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပြောတဲ့ရုပ်ရှင်စကားကြီးမှာတရုပ်ဆောင်ထားတာဖြစ်ပြီးတော့ လာမယ့်ရက်အတွင်းမှာဆိုရင်တော့ယုံတင်ပြသတော့မှာလည်းဖြစ်ပါရင်မြို့သနာထွန်းကအနုပညာအလုပ်တွေမလုပ်ပဲရနာထားခဲ့တာကြပါပြီဆန်ဆိုင်ခန်းလိုင်းကစိတ်ကကြိုးရုပ်ရှင်မှာရိုက်ပေးဖို့ကမ်းလှမ်းမှသာပြန်ပြီးတော့ရိုက်ဖြစ်တာလည်းဖြစ်ပါရင်စိတ်ကကြိုးရုပ်ရှင်နောက်မှာပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ပြီးတော့တရုပ်ဆောင်ဖြစ်တာဖြစ်ပါရင်နေဝင်းနဲ့ပထမဆုံးအချိန်တွေ့ရတာဖြစ်သလိုအကယ်ဒမီရထားတဲ့တသက်ဆမင်းသားဖြစ်တာမို့မြို့သနာထွန်းက အနီးကပ်ကိုလေ့လာခဲ့ပါတယ်။အတူတူဆောင်ရတဲ့အခန်းတွေကလည်းများတဲ့အတွက်စီနီယာတယောက်နေနဲ့မျိုးသနာထုံးကခੁੰညီပြရတာမျိုးတွေလည်းရှိပါတယ်။မျိုးသနာထုံးကအနုပညာလောကမှာကျင်းလည်လာခဲ့တာများပြီးဖြစ်တဲ့အတွက်တရုတ်ဆောင်ပညာနဲ့ပတ်သက်ပြီးတော့ဝန်းစာဆိုတာပြည့်မပြည့်ဆိုတာကိုလည်းချက်ချင်းဆိုသလိုသိပါတယ်။ဒါကြောင့်မို့လဲနေဝင်က တရုတ်ဆောင်စစ်စစ်တယောက်မဟုတ်သေးဘူးဆိုပြီးတော့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။နေဝင်းကတရုတ်ဆောင်စစ်စစ်တယောက်ဖြစ်ဖို့အများကြီးလိုအပ်သေးရဲ့လို့မြို့သနာချုံကတော့မြင်ပါတယ်။လိုအပ်ချက်ကြီးအများကြီးကိုဖြည့်ဖို့လိုသေးတယ်လို့အိုက်တင်ပိုင်းမှာကူညီပံ့ပိုးပေးရတာတွေများပါတယ်။ဇဝင်ငန်းနေမှာအတူတူတွဲဖက်ရိုက်ကူးရတဲ့အချိန်မှာဆိုရင်လေမြို့သနာထုံးက နေဝင်ရဲ့လိုအပ်ချက်တွေကိုပြောပြပြီးတော့ကူညီပေးပါတယ်။ဇက်ကောင်နဲ့လိုက်ဖက်မဲ့ ID တွေကိုစီနီယာတယောက်အနေနဲ့ပြောပြသင်ပြပေးပါတယ်။သင်ပြပေးရဲ့အပါမှာနေဝင်ဘက်ကလည်းနာခံတယ်လို့သိရပါတယ်။မြို့သားထုံးကတော့နေဝင်သယုံဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ တေချာဆက်လက်ပြီးတော့လေ့လာစေချင်ပါတယ်။နောက်ပိုင်းကျရင်အပြင်နာစာမရှိတော့တဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်သွားမှာပါလို့လည်းအားပေးထားပါတယ်။ယုဒနာထုံအခုလိုထောက်ပြလာတဲ့အပေါ်မှာပရိသတ်တရားလည်းသဘောချနေကြတာဖြစ်ပါတယ်။နေဝင်းကရုပ်ရှင်တကြားရဲနဲ့အကယ်ဒမီရောက်သွားတာမထိုက်တန်သေးဘူးလို့တော်တော်များများလည်းယူဆထားကြတာဖြစ်ပါတယ်။နေဝင်းကတရုတ်ဆောင်တဲ့နေရာမှာပါရမီပါပေမဲ့ ပညာသားမပါသေးတဲ့အတွက်ကိုအကယ်ဒမီအတွက်ကိုတော့စောသေးတယ်ဆိုပြီးတော့ခံစားနေကြရလဲဖြစ်ပါရင်ဒါအပြင်စကားရိုင်းလိုလိုမှာ identity တစ်မျိုးနဲ့တရုပ်ဆောင်နေရလို့လည်းကြီးစုသူတွေကခံစားမိနေကြတာဖြစ်ပါရင်အကယ်ဒမီရထားတဲ့နေဝင်ကတရုပ်ဆောင်တက်တက်မဟုတ်သေးဘူးဆိုတဲ့အပေါ်မှာမြို့သနာထွန်းပြောတဲ့အပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအစုံလိုက်ပါကြီးစုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်